ြင်းတော့အလုတ်မလုတ်ဘူးအလုတ်မလုတ်တော့ပိတ်ဆက်မရှိပိတ်ဆက်မရှိတော့စားเสียမရှိစားเสียမရှိတော့ငက်ပြီးနောက်ဆုံးတည်သွားရတဲ့အထိဖြစ်သွားတဲ့မိသားဆိုရှင်ဒီအဖြစ်ပြက်ကမိနစ်က6လပိုင်း7ရက်နေ့ထိုင်းနိုင်ငံမှာဖြစ်သွားခဲ့တယ်ရှင်ဖြစ်စဉ်ကတော့တာဝန်ရှိကိုအကြောင်းကြားတဲ့သူရှိရင်အိမ်တဲ့အိမ်ကိုတွားကြည့်ပါတော့အဲ့ဒီအိမ်မှာမိသားစုဝင်၃ယောက်နေတဲ့အဖေရဲ့မိရဲ့ပြီးတော့သူတို့ရဲ့ စ်၄နှစ်အရွယ်သားရဲ့အတူတူနေကြတဲ့ဒီမိသားစုအိမ်ထဲကနေထွက်မလာတာတလားကျော်လောက်ရှိသွားပြီးဘာများဖြစ်နေမလဲဆိုပြီးအတဝန်ရှိကိုဖုံးဆက်ပြီးတော့ကြည့်ခိုင်းတဲ့သူရှိရင်အဲ့တော့မနေ့ကတဝန်ရှိတွေလည်းအဲ့ဒီအိမ်ကိုဆင်းသွားပြီးတော့ကြည့်တယ်အိမ်ရဲ့ပုံစံကတော့ချမ်းသာတဲ့လူပါပဲတိုက်အိမ်နဲ့နေတဲ့ကိုပိုင်အိမ်ကိုပိုင်ဝိုင်းနဲ့တဝန်ရှိတွေဆင်းသွားတော့အိမ်ထဲမှာအဖေဖြစ်သူကကလာထိုင်ပေါ်မှာ ားလုံးဝအားမရှိတော့တဲ့ပုံစံနဲ့ဒီလိုမျိုးဖြစ်နေရှင့်အဖေဖြစ်သူကအတအားအယိုးနဲ့အရေခွန်ပဲကြံတော့တဲ့အိတ်ခမ်းတွေကိုသွားကြည့်တော့အမေဖြစ်သူကိုသွားတွေ့တယ်အမေဖြစ်သူလဲအယိုးနဲ့အရေခွန်ပဲကြံတော့တဲ့အိတ်ရထဲမှာလဲနေတယ်တောင်ရှိတွေဆက်ကြည့်တော့အဲ့ဒီအသက်၁၄နှစ်အရွယ်သူတို့ရဲ့သားကကျမ်းပြင်ပေါ်မှာ အသက်မရှိတော့ဘူးဆုံးသွားပြီချင်းตาผิดตัวอ่ะซ้องทวบีตาผิดตัวแหละอโยเนี่ยอายีขุนเบ้จั่นတော့แหละเป็งเหงาနေတာပဲရှင်ตะมิดาสุลงบาผิดลุติมิดาสุอ่ะဒီလောက်ผิดอ่ะလဲဆိုတော့အဖေผิดသူရဲ့အကိုပြောတာကတော့အရင်တော့ကအမေက မြေကွက်ရောင်ပြီးမောင်နှမကိုအမွေခွဲပေးတယ်တဲ့ရှင်သူရဲ့သူရဲ့မောင်လေးရဲ့ရတယ်မောင်လေးကအဲ့ဒီအမွေကိုရပြီးကြတဲ့ကအာမောင်လေးရဲ့လက်မရနေရောက်ကလုံးဝအလုံးမလုံးတော့တဲ့ရှင်အဲ့ဒီအမွေကိုပဲထိုင်စားကြတယ်အိမ်မှာပဲနေတယ်လုံးဝအပြင်ကိုထွက်မလာဘူးပိုက်ဆံရှိတော့မှာ နေ့တိုင်းနေ့တိုင်း online ကနေမှာစားတယ်တရှင်7ကနေလာပို့ခိုင်းလိုက် grab တွေလာပို့ခိုင်းလိုက်အဲ့လိုမျိုးတရှင်ပိတ်ဆံရှိတော့မှအဲ့လိုစားတယ်အာရှိတော့မှပိတ်ဆံမရှာဘူးရှိတဲ့ဟာကိုပဲကုံအောင်ထိုင်စားတယ်ကုံနဲ့အထီးကိုထိုင်စားတယ်နောက်ဆုံး ပိုက်ဆံတိတ်မရှိတော့တဲ့အချိန်အိုင်မီဖိုးရေခွန်တွေတွင်းရမဲ့အချိန်ပိုက်ဆံမရှိတော့အကိုဖြစ်သူကိုဖုံးဆက်ငားတာတွေရှိရတဲ့ရှင်အကိုဖြစ်သူလည်းတက်နိုင်သလောက်မောင်လေးကိုကူညီပေးတဲ့လွဲပေးတဲ့တခါလေးငားရရေဖုံးမီဖိုးတွေလည်းတက်နိုင်သလောက်ပူပေးတဲ့ရှင် ဒီနောက်ပိုင်းမောင်လေးလည်းသူ့မဆက်တွယ်လာတာကြာပြီတဲ့ရှင်အကိုဖြစ်သူမှလည်းအလုံးနဲ့မိသားစုဝင်နေဆိုတော့မောင်လေးရဲ့မိသားစုကိုသွားမလဲရဘူးတဲ့ရှင်မောင်လေးရဲ့မိသားစုကထမင်းငက်ပြီးဆုံးသွားတဲ့အထီးဖြစ်မယ်မှလည်းမထင်ထားဘူးလို့ပြောတယ်ဒီမိသားစုရဲ့ဘေးအိမ်မှာနေထိုင်တဲ့သူပြောတာကတော့အဲ့ဒီမိသားစုကဘယ်သူနဲ့မှရောရောနောနောမနေဘူးသူဘယ်သူနဲ့မှစကားလည်းတိတ်မပြောဘူး ိမ်ထဲကနေထွက်လာတယ်လေတိတ်ပြီးမတွေ့ဘူးတဲ့ရှင်အရင်တော့ကဆိုရင်ပစ္စည်းပို့တမစားဆရာပို့တမကနေ့တိုင်းနေ့တိုင်းအဲ့ဒီအိမ်မှာစားဆရာတွေကိုသွားပို့ပေးတယ်တဲ့ရှင်သူတို့တွေ့တယ် ဒါပေမဲ့ဒီနောက်ပိုင်းတလကြော်ကြော်မှာအမီတဆူဝင်ကစားစရာတွေမာလာတယ်မတွေ့တော့ဘူးပစ္စည်းပို့တမပစ္စည်းဝင်ပို့တာလည်းလုံးဝမတွေ့တော့ဘူးပြီးတော့အဲ့ဒီမိတဆူကအိမ်ပြင်ထွက်လာပြီးဆေးသွားတာတွေစားစရာတော့ဝယ်တာတွေလည်းမတွေ့ဘူးတဲ့ရှင်အဲ့လိုမျိုးမတွေ့လာတာတလကြော်ကြော်နလနီပါရှိပြီတဲ့ရှင်အဲ့လိုဆိုရင်ဒီမိတဆူကထမင်းမစားရတာတလကြော်နလနီပါတော့ရှိသွားပြီအိမ်ထဲမှာစားစရာမရှိဘူး တောက်ရည်တက်လည်းမရှိဘူးဒီမိသားစုဝင်က၃ရည်ကိုပဲယူတောက်လိုက်တယ်တဲ့ရှင်ဒီ၃ရည်ကိုပဲနေ့တိုင်းနေ့တိုင်းတောက်တယ်စားစရာတွေလည်းမကျွေးတော့နောက်ဆုံးตาဖြစ်သူကအာဟာရပြက်ပြီးအဲ့လိုမျိုးဆုံးသွားတာရှင်တကယ်လို့တဝန်ရှိကနောက်ကျမှတွားရင်အဖေနဲ့အမေဖြစ်သူလဲသားလိုမျိုးဖြစ်သွားမလားမသိဘူးရှင်အခုအမေနဲ့အဖေဖြစ်သူကတော့တာဝန်ရှိတွေကစီယုံခေါ်သွားပြီးတော့စေကူတမှုခံယူနေတဲ့ တားဖြစ်သူတော့ဆုံးသွားပြီရှင်တနာပါတယ်နော်ပြီးတော့တားဖြစ်သူလည်းအဖေမေလိုမျိုးပဲတရှင်ပဲသူနဲ့မှအနော်နော်ရိုးရိုးမနေဘူးသူရဲ့ရှင်အပေါင်းအတင်းတွေမရှိဘူးသူများသူတို့နဲ့စကားပြောလဲတိတ်ပြီးပြတ်မပြောရှင်ဘူးအဲ့လိုမျိုးပုံစံဖြစ်တယ်တရှင်ဒီတင်းထွက်ပြီးကလေးကအာလုံးကအော်နေကြတယ်ရှင် မွေးလာကလေးကတခါမှဒီလိုမျိုးတည်မကြဖူးဘူးလို့ပြောတဲ့သူတွေကြဲကြဲပဲစင်ရဲလို့စားเสียမရှိဘူးဆိုရင်ဖုန်ကြီးချောင်းကိုတွားပြီးထမင်းတွားစားကြတာကခမင်းများပဲရှင့်ဒီထိုင်းနေကမှလေမြန်မာနိုင်ငံမှာလည်းအဲ့လိုမျိုးရှိပါတယ်ဒါပေမဲ့ဘာလို့ဒီမိသားစုကအဲ့လိုမျိုးမလုပ်တာလဲလို့ဘာကြောင့်ဒီလိုမျိုးဖြစ်သွားတာလဲတော့မသိဘူးရှင့်ပြင်းလွန်းလို့လားမသိဘူး ိုလက်အင်ကပြေဆုံးရှိတယ်ဘာကြောင့်မရှာစားကြရတယ်လည်းမသိဘူးဘာကြောင့်တည်တဲ့အထိအငက်ခံကြရတယ်လည်းမသိဘူးနော်ရှင်ထူးဆန်းတော့တော်တော်ထူးဆန်းတယ်ဒါမှမဟုတ်တို့ပြင်းတာမဟုတ်ပဲနဲ့တို့ရည်ရွယ်ချက်ရှိရှိနဲ့အငက်ခံပြီးနေသွားတာများလားမသိဘူးနော်တချို့လေဒီမိသားစုဝင်ကစိတ်ယောဂာများရှိနေကြတာလားမသိဘူးလို့တုံ့တက်တဲ့သူလည်းရှိရဲ့ရှင့်သူငယ်ရှင်တို့အထင်ရောဘာကြောင့် ီလောက်ထိဖြစ်သွားရတယ်လေပြင်းရဲလို့စားဆရာမရှိလို့ထမင်းငက်ပြီးဆုံးသွားတယ်ဆိုတာကတော့ကြားဘူးတယ်ဒါပေမဲ့ဒီမိသားစုဝင်ကကိုပိုင်အိမ်ရှိတယ်ရှင်ကိုပိုင်အိမ်ကိုပိုင်မြေကွက်နဲ့ပြီးတော့အိမ်ကလည်းအကြီးကြီးဒါကိုဒီအခြေအနေဖြစ်သွားတယ်ဆိုတော့စဉ်းစားလို့မရဘူးသူရဲ့ရှင်တို့အထင်ဘာကြောင့်ဒီလိုမျိုးအထီးဖြစ်သွားရတာလဲရှင်